24နှစ်အတွင်းကမ္ဘာလုံးကျုံရဲ့အကောင်းဆုံးထောင်တွေကိုဖောက်ပြနိုင်ခဲ့တဲ့ထောင်ပေါဝိဇ္ဇာကိုကျော်စွာအခုတကောပရိသတ်တို့အတွက်တင်ဆက်ပေးသောမဲ့ရုပ်ရှင်ကားကတော့ဂျပန်အရှင်ဒရာမာရုပ်ရှင်ကားတကားဖြစ်တဲ့ထောင်ပေါဝိဇ္ဇာကိုကျော်စွာအကြောင်းကိုရိုက်ကူးထားတဲ့ King of Jailbreaker ဆိုတဲ့ဇာတ်ကားပဲဖြစ်ပါတယ်ဒီရုပ်ရှင်ရဲ့ဖွင့်မှုတော့တနင်္ဂနွေလုံးမှာအမတန်တောင်းကျမ်းပြီးတော့ဇိုးရကဇိုးရီနဲ့တကယ်တည်းတည်းကျဲကျင်းသမားတွေကြီးတာထားတဲ့အထူးအကျဉ်းတော်တစ်ခုအတွင်းကိုရိုက်ကူးထားပါတယ် ။ဒီနေ့မှာတော့အကျဉ်းတော်ဆောင်၄ယောက်ဟာထောင်သားတွေညသာစားဖို့အတွက်စားစရာတွေလိုက်ဝေပေးနေတော့မှာပဲ။ကိုကျော်စွာလို့ခေါ်တဲ့တထောင်လုံးကလေစောင့်ကြည့်နေရတဲ့အကျဉ်းသားရဲ့အခန်းရှိတက်တဲ့ကိုရောက်သွားခဲ့ပါလေ။အဲဒီကိုကျော်စွာဆိုတဲ့ပုဂ္ဂိုလ်ဟာအသက်လက်ပိုင်းရွယ်ယောက်ျားတစ်ယောက်ဖြစ်ပြီးတော့ဒီထူးကျင်းတော်ကြီးတဲ့ရောက်နေတာအန်တိုနီဗီဖြစ်တဲ့ဝိုင်းရာဆွဲအကျဉ်းသားတစ်ယောက်လည်းဖြစ်ပါလေ။အဆောင်တွေကကိုကျော်စွာအခန်းရှိမှာအစာထားပြီးတော့လှည့်ပြန်ပါပဲ။သူတို့ကိုကိုကျော်စွာကြီးကခက်စင်းစင်းပြောကြည့်ကသူ့ပါဇက်ထဲကနေဆွက်ကနေသွားတဲ့ချောင်းကိုဆွဲနှုတ်လိုက်ပြီးတော့ စီစဉ်ထားတဲ့သူ့ရဲ့လုပ်ငန်းစဉ်ကိုစတင်လိုက်ပါတယ်။ဒိမ့်မကြခင်မှာပဲထောင်ဝင်းန်းတွေကကိုကျော်စွာရဲ့အခန်းပဝင်းကျင်ရောက်လာပြီးကင်းလေချိန်မှာတော့ကိုကျော်စွာဟာရာရာပစ္စည်းတွေနဲ့တကားကိုဖြည့်ဆည်းပြီးတော့သူ့ရဲ့ခန်းကျင်ထဲကနေထွက်လာခဲ့ပါပြီ။အဆောင်တွေကပဝင်းကျင်မှာရိတ်ခနဲရိတ်ခနဲမြင်နေရလို့နေရာပေါင်းစုံကိုတံမီးနဲ့ထိုးကြည့်ချိန်မှာတော့ဘာမှမတွေ့ခဲ့လို့စိတ်သွားခဲ့ပေမဲ့ကိုကျော်စွာကြီးရဲ့အခန်းကိုသွားဆက်ဆေးချိန်မှာတော့နမ်ဘီကျော်အချင်းသမားကြီးကိုကျော်စွာဟာအခန်းထဲကနေပျောက်ချင်းမလှပျောက်ဆုံးနေတာကိုတွေ့လိုက်ရပါတယ်။ ဒါနဲ့ချက်ချင်းပဲတရားဆောင်တွေကိုခေါ်လိုက်ပြီးတော့ညာရင်းချင်းမှာပဲထောင်တစ်ခုလုံးကိုချက်ချင်းလိုက်ရှာခဲ့ကြပါလေ။ဒီချိန်မှာဆရာကြီးကိုကျော်စွာကတော့ထောင်ဆောင်ဦးရဲ့ခေါမိုးပေါ်ကနေအစွန်းတစ်ဖက်ကိုတချိန်တိုးပြေးသွားခဲ့ပြီးတော့ထောင်ကနေထွက်ပြေးဖို့ကြိုးစားနေခဲ့ပါလေ။ဒီလိုနဲ့နောက်ဆုံးမှာကျင်းတော်ရဲ့တောင်ဆုံးကိုရောက်သွားချိန်မှာတော့ကိုကျော်စွာဟာမိုးရေထဲမှာမတ်တပ်ရက်လိုက်ပြီးတော့သူပြေးရမယ့်လမ်းကိုတွက်ဆနေခဲ့ပါလေ။ဒီနောက်မှာတော့ဒီလိုထောင်ပေါက်တဲ့ကိစ္စတွေမဖြစ်ခင်လုံခဲ့တဲ့12နှစ်တုန်းကအလေလက်လုံခြုံရေးအဆင့်ရှိတဲ့ကျင်းတော်တို့ခုစီကို ထောင်သားတက်တွေပို့ဆောင်နေတဲ့ဇက်ဝင်ကန်ကိုရိုက်ပြထားပါတယ်။အဲ့ဒီလူတက်တွေထဲမှာတော့အခုမှထောင်ချဘူးတဲ့ဈေးဥပအုံကုန်လေးတွေလည်းပါသလိုထောင်ပေါက်ပြေးမှုကြောင့်ဈေးနဲ့ကျော်ထောင်ချနေတဲ့ကိုကျော်စာလည်းပါဝင်ခဲ့ပါတယ်။ကိုကျော်စာဟာအဲ့ဒီထောင်ထဲကိုအစားရောက်တဲ့နေကလေးကဘယ်သူနဲ့မှပေါင်းသိမလို့တလို့တနေ့လုံးနေတာတော့မှစကားတစ်လုံးမှမပြောတာကြောင့်အမြဲတမ်းတယောက်ထဲသာနေတတ်တဲ့သူပါ။သူရဲ့ရင်ပတ်မှာလဲနမ်မီကျော်ဖူဂျီတောင်ကိုဇောက်တူးရေးဆွဲထားတဲ့ဈေးမြင့်ကြောင်တစ်ခုရှိနေပြီးတော့ အဲ့ဒီစိမ့်မိန်ကြောင့်ဟာလဲသူ့ဘဝကိုအကြီးကျယ်ပြောင်းလဲခဲ့တဲ့အရာတစ်ခုလို့ဆိုရင်လည်းမမှားပါဘူးဒီလိုနဲ့ကိုကျော်စွာဟာဒီထောင်ကုန်ကိုပြောင်းလာခင်ကရှေ့မှာထောင်သုံးခုကိုတော့မှလုံခြုံရေးထက်ထက်ချထားတဲ့ကြားကနေမရရအောင်ဖောက်ထွက်နိုင်ခဲ့သူမို့ဒီတစ်ခါတော့ဘလို့မှမလွတ်စေရဘူးလို့ထောင်ပိုင်ကြီးကအသေးချတွက်ဆပြင်ဆင်ထားခဲ့ပါတယ်ကိုကျော်စွာနေရမယ့်အခန်းချင်းကလည်းဒီနေ့ခေတ်လိုမျိုးလေးပဲလီလံပိတ်ဆို့ထားတဲ့အခိုင်အမာနေရာတစ်ခုမဟုတ်ဘဲနဲ့မန်ပရင်းပေါက်တစ်ခုဖောက်ထားပေးတဲ့အခန်းငယ်တစ်ခုပဲဖြစ်ပါတယ် ဒီလိုနဲ့ပဲသူရုပ်ချုပ်တဲ့ထောင်စီကိုနမီကျော်ထောင်ဖောက်ဝိဇ္ဇာကိုကျော်စွာဆိုတဲ့လူရောက်လာတဲ့ဆိုတာကိုကြားကြတဲ့ကထောင်ပိုင်းကြီးကိုမြင့်အောင်ဆိုသူကကိုရိုင်းအသေးချာစောင့်ချက်နေပြီးတော့ဒီတစ်ခေါက်တော့မင်းပညာသားကုံမဲလာငါထောင်ကိုတော့လုံးဝမဖောက်နိုင်ပါဘူးဆိုကသူ့ထောင်ရဲ့လုံခြုံရေးစနစ်ကိုကြွားဝနေခဲ့ပါတယ်။ဒါမဲ့ထောင်ပိုင်းကြီးတယောက်စကားပြောလို့မဆုံးခင်ရက်ပိုင်းမှာပဲကိုကျော်စွာကခန်းထဲကနေလေဝင်ပေါက်ကိုချိုးဖြစ်ပြီးတော့အကျဉ်းတော်တဲကနေထွက်ပြေးသွားခဲ့ပါပြီ။ ဒီနောက်မှာတော့ထောင်ဝင်တန်းတွေနဲ့လုံခြုံရေးရဲတွေကလူရင်းအများပြားတုံးပြီးတော့ကိုကျော်စာကိုလိုက်ဖမ်းမှုအစီအစဉ်ရပါတော့လေသူတို့လိုက်နေတဲ့ကိုကျော်စာဆိုတဲ့လူကနည်းနည်းရရလူမဟုတ်ဘဲနဲ့ထောင်ပဝိဇာတယောက်ဖြစ်တာကြောင့်မျိုးကိုလုံးဝပိတ်ချလိုက်ပြီးတော့ဖမ်းဆိုလုပ်ပါတော့လေသူစားစာနဲ့ပဲမိနစ်20လောက်ကြာမှာတော့မျိုးရဲကယထာလန်တစ်ခုမှာမိထားတန်လန်တစ်လျှောက်ခြေဥတရာလျှောက်ပြေးနေတဲ့ကိုကျော်စာကိုအဆောင်တွေကပြန်တွေ့လိုက်လို့လက်ပုလက်ချက်ပြန်ဖမ်းမိခဲ့ပြီးတော့နောက်တဲ့ဘလုံးမထွက်ပြေးလို့မရနိုင်တဲ့အထူးချင်းကန်းတွေကိုပို့လိုက်ပါတယ် ီချိန်မှာတော့ကိုကျော်စားလက်ကိုလည်းဘယ်လိုမှလှုပ်လို့မရအောင်လို့လက်ထိတ်ခတ်ပေးထားလိုက်ပြီးတော့အခန်းပြင်ဘက်ကိုလည်းလုံခြုံရေးပြေဝချလိုက်ပါတယ်။ဒီနေ့မှာတော့ကိုကျော်စားကအခန်းထဲမှာဆောင်းကောင်းမှုခြုံပြီးတော့အိတ်နေတုံးမှာပဲအဆောင်တွေရောက်လာပြီးတော့လုံခြုံရေးရတီလို့ပုံစံနဲ့မအိတ်ဖို့လာပြောခဲ့ပေမဲ့သူ့ရဲ့ထုံးစံတိုင်းအင်းမလုံအဲမလုံနဲ့တုံးနီပါဝီလုံနေတာမို့လို့ဒေါ်သာထွန်းနေတဲ့ဆောင်းတွေကလည်းခန်းထဲဝင်လာပြီးတော့အမိတ်ကိုမနာခင်ရကောင်းလားဆိုပြီးတော့စိတ်ကြိုက်ကိုထိုးနေကြပါတယ်။ ီချိန်မှာတော့ထောင်ပိုင်းကြီးကကိုကျော်စွာရဲ့အချင်းမှတ်တမ်းကိုစစ်ဆေးကြည့်ရမှာတော့ဒီလူကထောင်ကြတဲ့အချိန်တိုင်းထောင်ကနေအမြဲတမ်းထွက်ပြေးတတ်သလိုထွက်ပြေးတဲ့အခါတိုင်းလည်းမျိုးရမြေထားတန်လန်းပုံမှာပဲအချင်းချင်းပြန်ပြီးတော့ဖမ်းမိခဲ့တယ်လို့တွေ့လိုက်ရပါတယ်။ဒိမကြခင်မှာပဲထောင်ပိုင်းကြီးကသူ့ရဲ့မိသားစုကိုအချင်းပေးဖို့ဆိုပြီးတော့ထောင်ကနေတပတ်လောက်ခွင့်ယူသွားချိန်မှာတော့အဆောင်တွေကအကြောင်းမရှိကြွက်ထားဆိုသလိုထောင်လုံးဂျုံရေးကိုရော့ဒီရော်ရဲလောက်ကြပါတော့တယ်။အင်းနေကြမှာပဲကိုကျော်စွာဟာသူသိမ်းစီထားတဲ့နန်းကျိုးမြင်လေးနဲ့ခတ်ထားတဲ့လက်ထိပ်ကိုဖြုတ်လိုက်သလို အခန်းတကားတော့ကိုလည်းလက်ရှိုပြီးတော့ထပြုတ်ကာအသာကလေးပဲခန်းထဲကနေထွက်လာခဲ့ပါတယ်။ကျင်းလည်နေတဲ့ဆောင်းတွေရောက်လာချိန်မှာခန်းထဲလန့်ကြည့်လိုက်တော့ဟမ်မပြက်ဆောင်းကိုခေါင်းမှုချုံပြီးအိတ်နေတာတွေ့တော့ဒီကောင်တော့ဒီလိုပုံစံအိပ်ပြန်ပြီလို့တွေးပြီးတော့စေရေးသွားပင်မယ်လေ။ကိုရောကျော်ကတော့သူကောင်းပေါ်ကထုတ်တန်းပေါ်ကိုရောက်နေခဲ့ပါပြီ။ဒီနောက်မှာတော့ကိုကျော်သာဟာဆောင်းနေမကြားနိုင်အောင်လို့ထောင်ခေါင်မိုးကိုထိုးခွဲရင်းနဲ့အပြင်ကိုတခါတည်းတန်းထွက်သွားခဲ့ပါလေ။ ။ဒိတ်မကြခင်မှာပဲဒီကောင်တော့ထပ်ထွက်သွားပြန်ပြီလို့တည်တည်ချင်းပဲညာရီချင်းလိုက်ရှာခဲ့ပေမဲ့ဘလို့မှမတွေ့ရကြောင်းနောက်တနေ့မိုးလင်းမှာတော့အသေးစားရှာဖွေဖို့အတိုင်ပင်ခဲ့ကြပါတယ်။ဒီချိန်တော့အဆောင်ဒီဘက်ကကိုကျော်စာကိုအသေးစားလေ့လာပြီးသားဖြစ်လို့အခုလိုမျိုးဖမ်းမဲ့ကိစ္စကိုလည်းအရင်တုန်းကလိုပြောမိသားတန်လန်းပေါ်မှာထပ်မိလိမ့်မယ်လို့တေချာပေါက်ကိုတွက်လိုက်ကြပါတယ်။ဒါနဲ့ရဲရင်နဲ့စောင်းတပ်သားတွေကဘူတာယုံလေးနာကိုသွားဖမ်းချိန်မှာတော့သူတို့တွဆထားတဲ့အတိုင်းပဲမိရထာတန်လန်းတစ်လျှောက်ပြေးနေတဲ့ကိုကျိုးစာကိုမိရပြန်ဖမ်းမိခဲ့ပါတယ် ။ဒိမကြခင်မှာပဲအခုလိုထောင်ထွက်အကျဉ်းသားတယောက်ကိုမြဲမြဲဆန်းဆန်းဖမ်းဆီးပေးတဲ့အတွက်ကြောင့်ထောင်ပိုင်းကြီးကလည်းတရားရေးဌာနမှာယာရုကြီးကြီးတခုရသွားခဲ့ပါလေ။ဒီချိန်မှာထောင်ပဝိဇာကိုကျော်စာကတော့သူ့ကိုဖမ်းဆီးထားတဲ့ထောင်တွေတခုပြီးတခုကိုအလွယ်ကလေးပဲဖောက်ပြေးနေတယ်လို့ပြန်မိတာလဲမိထားတန်လန်းပေါ်မှာဇက်တိုက်ကိုပြန်မိတာနဲ့တန်တရားလဲနေခဲ့ပါလေ။ဒီလိုထောင်ပေါက်ပြေးပြီးတော့အချိန်ချင်းပုံစံတူဖမ်းဆီးခံနေရတဲ့သူ့ရဲ့တရင်တွေကတခဏအတွင်းမှာပဲဟိုးလေးကြော်ကြော်ဖြစ်သွားခဲ့ပြီးတော့ ။တင်းစာရီတဲမှာလည်းသူ့ကိုထောင်ပေါဝိဇာဆိုပြီးတော့နံမီတက်ပြီးတော့ရေးသားလာကြပါလေ။ကလေးတွေအတွက်တော့ထောင်ပေါဝိဇာကိုကျော်စွာရဲ့ဇလန်းတွေကစိတ်ကူးရင်ဝတ္ထုတွေထက်တောင်မှဖက်ရပိုကောင်းတဲ့အတွက်သူဟာဇာပပရိသတ်တွေအတွက်စံပြဇက်ကောင်တစ်ယောက်ဖြစ်လာခဲ့ပါလေ။ဒီလိုမျိုးထောင်ဝိဇာကြုံမောကိုကျော်စွာဟာတထောင်ပြီးတထောင်ဖောက်ပြေးလိုက်ပြန်ပြီးဖန်းခံရလိုက်လုံနေချိန်ပါပဲ။နောက်ဆုံးမှာတော့နိုင်ငံတော်ရဲ့လုံခြုံရေးအတင်းကျပ်ဆုံးဆိုတဲ့ထောင်ကြီးစီကိုပို့ပေးလိုက်ပါတော့လေ။ ဒီတောင်ကြီးထဲမှာတော့လေးဘက်လေးတန်းကွန်ကရစ်နံရံတွေကြီးစိုးမိုးထားပြီးတော့ကိုကျော်စွာကိုဘလို့မှထွန်ပြေးနိုင်အောင်လို့အထူးစောင့်ကြည့်ထားပါတယ်။ဒီနောက်မှာတော့သူနေရမယ့်အခန်းထဲစားရောက်တာနဲ့ကိုကျော်စွာကအခန်းတစ်ခုလုံးကိုအသေးချာလေ့လာလိုက်ပြီးတော့သူဒီကနေဘလို့ထွန်ပြေးရင်လွတ်နိုင်မလဲဆိုတာစိတ်ထဲကနေတွက်ချက်နေခဲ့ပါတယ်။ဒီနေ့မှာတော့ထောင်ဝင်တန်းတစ်ယောက်ကသူ့စီကိုအစာလာပို့ချိန်မှာသူ့လက်ကိုဆွဲယူလိုက်ပြီးတော့တိုက်ခိုက်လိုက်ပါတယ်။ဒီချိန်မှာတခြားဆောင်တွေကလည်းထိတ်တလန့်ဖြစ်သွားကကိုကျော်စွာကိုစွန်ကြီးဝိုင်းလောင်းကြတော့တာပေါ့။ အဆောင်တွေစိတ်ကြိုက်တမလို့ဝါပြီးဆိုမှကိုကျော်စာလဲလဲနေရကနေထလာပြီးတော့ထိုးကျိတ်ခံလိုက်ရလို့ထွက်လာတဲ့သွေးတွေကိုတကားပေါ်မှာကာထားတဲ့တန်တန်ဒီကြားတွေကိုအသာလေးစီးသွောင်းအောင်လုပ်လိုက်ပါတယ်။နောက်တစ်နေ့မှာတော့ထောင်လူကြီးဘက်ကဒီလောက်ဇောင်းထနေတဲ့ကိုကျော်စာဆိုတဲ့အကောင်ကိုဒီတိုင်းလွတ်မထားတင်ဘူးလို့တွက်ဆလိုက်ကအခန်းထဲမှာလက်ထိတ်ခတ်လိုက်ပါတယ်။ဒီလိုလက်ထိတ်တန်းလန်းနဲ့နေနေရတော့လေကိုကျော်စာကအေးအေးဆေးဆေးဖြစ်မသွားခဲ့ပဲနဲ့ဒီနေ့မှာတော့အဆောင်ဝန်ထမ်းကိုထပ်ပြီးတော့အလင်းငိုက်တိုက်ခတ်လိုက်ချိန်မှာတော့ ဟိုကလူရင်းအားနဲ့ဂျန်နေလိုက်တာကြောင့်ကိုကျော်စာပါဇက်ထဲကသွားတစ်ချောင်းကျွတ်ထွက်သွားခဲ့ပါလေ။အဲဒီလိုမျိုးကျွတ်သွားတဲ့သွားကိုလည်းခိုးဘွက်သိမ်းထားလိုက်ပြီးတော့အဆောင်နေမသိအောင်နန်ရန်နဲ့နေအတိုင်းပို့တိုက်ကခြုံတစ်ထက်ခြုံလာအောင်သွေးပါတော့လေ။ကိုကျော်စာကဒီနေ့ဒီချိန်အထိကိုစကားတစ်လုံးမှမပြောတဲ့ထူးဆန်းတဲ့အကျဉ်းသားတစ်ယောက်ဆိုပေမဲ့လည်းအဆောင်နေကိုရရင်ရတယ်လို့တိုက်ခိုက်နေတာကြောင့်အကျဉ်းတော်အာနာပိုင်တွေကသူ့ကိုခါးလေကားနေကျိုးနဲ့တုံးတော်ကတန်းလန်းကြီးနေခိုင်းလိုက်ပါတယ်။ ဒီလိုမျိုးလေထဲမှာနေနေရတာနှစ်ပေါင်းများစွာကြာမှာတော့ကိုကျော်သားရဲ့သဘင်တွေလည်းရှည်လာခဲ့ပြီးတော့ဒီဒီချိန်တော့ပြည့်ထောင်ဝိဇာဆိုသူလည်းဒီထောင်ကိုမဖောက်ပြေးနိုင်တော့ဘူးလို့ထောင်ဝင်နှန်းတွေကစာတွေးလာခဲ့ပါတယ်။ဒါကြောင့်ကိုကျော်သားကိုစိတ်ချလက်ချဖြစ်သွားပြီဆိုပြီးတော့ချုပ်ထားတဲ့ကြိုးတွေကိုဖြုတ်ချလိုက်ပြီးတော့တာမန်အကျဉ်းသားတွေထားသူလိုမျိုးထားလိုက်ပါတယ်။ဒီချိန်မှာပဲတရားရည်ဌာနဘက်ကယာရုတိုးသွားတဲ့တချိန်ကထောင်ပိုင်ကြီးဦးမြင့်အောင်ဟာလည်းကိုကျော်သားရှိနေတဲ့အကျဉ်းတော်စီကိုစစ်ဆေးရေးတာဝန်နဲ့ရောက်လာခဲ့ပါတယ်။ ။ဘောင်းနဲ့ရောက်အချင်းမှာပဲဦးမြအောင်ဟာသူ့ရဲ့မိတ်ဆွေဟောင်းကြီးကိုကြိုစားစီကိုချက်ချင်းသွားတွေ့တာနှုတ်ဆက်ခဲ့ပါတယ်။အဲဒီညမှာပဲအခုပြောပြနေတဲ့ဗီဒီယိုရဲ့အစကိုပြန်ရောက်သွားပြီးတော့ကိုကြိုစားကထောင်ကနေထွက်ပြေးဖို့အစီအစဉ်ပါတော့တယ်။သူ့အပါဇက်ထဲမှာထည့်ထားတဲ့သူ့ရဲ့သွားကိုလည်းချွတ်ကသူ့သူ့လက်ကလက်ထိတ်ကိုချွတ်လိုက်ပါတယ်။ဒီနောက်မှာတော့သူ့ရဲ့အန်သွားဟာလည်းတစ်ချိန်လုံးကတော့ရိုးရိုးသွားတစ်ချောင်းသာဖြစ်ပေမဲ့လည်းနေပေါင်းများစွာစနစ်တကျနိုင်ရန်နဲ့ပေါ်တိုက်ပြီးတော့တွေးလိုက်ချိန်မှာတော့ကျွန်တစ်တဲ့လက်နေငယ်တစ်ခုဖြစ်သွားပြီးတော့တထိတ်ကအလွယ်တကူပဲကျွတ်သွားခဲ့ပါလေ တကားဘကတန်ချောင်းနေနဲ့ကာထားတဲ့အပေါက်ငယ်ကိုလည်းသူအနစ်နဲ့လာလာရလာတဲ့သွေးတွေနဲ့လှူထားတာကြောင့်အတန်တွေကဆွေးမြေနေပြီးတော့လှုပ်လိုက်တာနဲ့ပဲတခါတည်းပါလာတာကြောင့်တကားကိုအလွယ်ကူဖွင့်လိုက်နိုင်ခဲ့ပြီးတော့ကိုကျော်စာတယောက်နောက်တစ်ကြိမ်ထောင်ကနေထွက်ပြေးလွတ်မြောက်လာခဲ့ပါတယ်ဒီနောက်မှာတော့ကိုကျော်စာကမွေးဖွားခင်ကလေးကသူ့မိခင်ဟာမိရင်းထဲမှာဒေဆုံးသွားတာဖြစ်လို့သူမျိုးတွေလက်ပေါ်မှာပဲကြီးပြင်းခဲ့ရပါတယ်ဒီနေ့မှာတော့သူ့စီကိုလူတယောက်ချင်းကလာခဲ့ပြီးတော့သူ့ကိုယ်သူလဲကိုကျော်စွာရဲ့ဖခင်ဖြစ်သူပါလို့မိတ်ဆက်ခဲ့ပါတယ် အမန်တကယ်တော့ကိုကျော်သားရဲ့ဖခင်ဟာနှစ်ကာလများစွာထောင်နှံကြာခံနေရတဲ့အကျဉ်းသားတစ်ယောက်ဖြစ်ပြီးတော့သူသားဖြစ်သူကိုတွေးကျင်စောနဲ့ထောင်ဖောက်ပြေးလာပြီးတော့အခုလိုလာတွေးရတာပါသူတို့သားဖာနှစ်ယောက်စကားပြောလို့သိမကြခင်မှာပဲအဆောင်တွေရောက်လာပြီးတော့သူဖခင်ကိုမိသွားကနေထားတန်လန်းတစ်လျှောက်ဆွဲခေါ်သွားကြပါတယ်အဲဒီချိန်ကလေးကစပြီးတော့ကိုကျော်သားရဲ့မသိစိတ်ထဲမှာမိထားတန်လန်းတွေရဲ့အဆုံးကိုရောက်သွားခဲ့ရင်ပျော်ဆုံးသွားတဲ့သူ့ရဲ့ဖခင်ကိုပြန်တွေ့ရလိမ့်မယ်လို့စိတ်ဒစာကြီးဝင်သွားခဲ့တာပါ အဲဒါကြောင့်လဲကိုတကောက်တောင်ပေါက်ပြေးပြီးတော့လဲမိထာတန်လန်းတွေရှိရာစီကိုပြေးလာခဲ့ပြီးတော့တန်လန်းတစ်လျှောက်စောက်တီရမဲ့ပြေးနေတဲ့ကိုကျော်စွာကိုအဆောင်တွေကနောက်တစ်ခေါက်ပြန်ဖမ်းမိသွားခဲ့ပါလေဒီလိုနဲ့အစိုးရလူကြီးတွေကကိုကျော်စွာလိုနံမြကြီးကျင်းသားကိုဒီလိုမျိုးရိုးရိုးထောင်တွေမှာထားထားတာကဘလို့မှအဆင်မပြေတော့တာကြောင့်ကပ္ပဘမဆိုးဆုံးဆိုတဲ့ကျုံးပေါ်ကထောင်တစ်ခုစီကိုပို့ဖို့စီစဉ်ပါတော့တယ်ဒီကျင်းနောက်ကိုတော့ပင်လယ်ထဲကကျုံးကျုံးပေါ်မှာတိဆောက်ထားပြီးတော့ဘေးပတ်ပတ်လေးမှာလဲဘာကုန်းမြေမှာမရှိပါဘူး တကယ်လို့ဒီကျင်းတော်ကနေရေကူးပြီးတော့ထွက်ပြေးမယ်ဆိုရင်လေပင်လေထဲမှာငမန်းတွေအသားစားငါးတွေရှိနေတာမို့လို့ဘလို့မှထွက်ပြေးလို့မရတဲ့ကျင်းတော်တစ်ခုလို့နာမည်ဆိုးနဲ့ကြော်ကြားပါလေဒီတော်ထဲမှာရှိတဲ့ကျင်းသားစုသူတွေကိုကျွေးတဲ့အစားအစာတွေထဲမှာလည်းထူးဆန်းတဲ့အရာတွေထည့်ကျွေးနေတာကြောင့်အကျဉ်းသားတွေအကုန်လုံးကစိတ်ကြောင်ရှောက်ချားတွေဖြစ်နေပြီးတော့တယောက်မှအကောင်းပကတိမရှိကြတော့ပါဘူး ဒါပြင်အဲ့ဒီထောင်ကြီးရဲ့ထူးခြားတဲ့အစည်းအဝေးတစ်ခုကတော့ထွက်ပြေးတဲ့ကျင်းသားတွေကိုဖမ်းဆီးရမှာအရှင်ဖမ်းဖို့တဲ့တခါလေးဘဝကူးပေးလိုက်ဖို့တတ်မှတ်ထားတာကြောင့်ဘသူမှပြေးဖို့စိတ်မကူရဲခဲ့ပါဘူး။ဒီလိုနဲ့ပဲကိုကျော်စွာဟာလဲနောက်ဆုံးမှာတော့အဲ့ဒီကျုံးဘော်ကကျင်းတော်လေးကိုရောက်သွားခဲ့ပြီးတော့ရရောက်ချင်းမှာပဲသူ့ကိုဘလို့မှမလုံရှားနိုင်အောင်လေးဘက်လေးတန်ကတန်ချောင်းတွေနဲ့ကာယံထားလိုက်ပါလေ။ဒီချိန်မှာတော့ထောင်ပိုင်ဟောင်းကြီးကူးမြောင်ဟာလဲဘာကြောင့်ကိုကျော်စွာဟာခုလိုမျိုးထွက်ပြေးနေရလဲ။ လုံမြောက်တော့လည်းပြန်မဖမ်းမိနိုင်အောင်အေးအေးဆေးဆေးမနေဘဲနဲ့ယထာတန်လန်းပေါ်မှာပဲပြန်ပြန်ပြေးနေရလဲဆိုတာကိုဖြေရှားလိုက်ပါတယ်။ထောင်ပေါဝိဇာကုကြောစာကတော့နံမီဆိုးနဲ့ကြော်ကြားတဲ့ထောင်ထဲမှာဇမိုင်းဆိုင်ရာတရားကျင့်ကြံနေပြီးတော့သူ့ရဲ့ခန္ဓာကိုယ်ကိုလိုသလိုထိန်းချုပ်လို့ရအောင်စိတ်ဆွမ်းအားတွေကျင့်ယူနေခဲ့ပါတယ်။တိမ်မကြခင်မှာပဲသူလိုချင်နေတဲ့အနေထားကိုရောက်သွားပြီးတော့သူ့ခန္ဓာကိုယ်ရဲကရိုးတွေကိုပြော့သွောင်းအောင်လုပ်ကချုပ်ထားတဲ့တန်ကြိုးတွေထဲကနေအသာလေးလွတ်ထွက်လာခဲ့ပါတယ်။ ထောင်မဟောင်းကြီးဦးမြောင်ဟာလည်းမတန်းဟောင်းလေးပြန်ဖက်ကြည့်နေချိန်မှာတော့ကုကျော်စွာကဒီလိုထောင်ထဲကနေထွက်ပြေးသွားပြီဆိုတဲ့အချက်ပေးတံတွေစုညံသွားခဲ့ပါတယ်။အဲဒီနောက်ကျောင်းထောင်ပိုင်ရှင်ကြီးကတော့သူ့ထောင်ရဲ့အခြေအနေကိုသူတည်ဆုံးမှုလို့နာမည်ကြီးနေတဲ့ဝိဇာဆိုတဲ့ငနေတော့ဒီတစ်ခေါက်ဘလို့မှမလွတ်မြောက်နိုင်ဘူးလို့တွက်ဆထားနေခဲ့ပါတယ်။ဦးမြောင်ကိုလည်းဘာမှပူပင်မနေဘဲနဲ့စိတ်အေးထားဖို့နဲ့သူ့ရဲ့ဆောင်တွေကကိုကျော်စွာကိုပူပင်လိုက်ရှာနေပြီးတော့တွေ့တာနဲ့ချက်ချင်းရှင်းလင်းလိုက်ဖို့မှာထားတယ်လို့နားချလိုက်ပါတယ်။ဦးမြောင်ကတော့ဒီလိုတော့မဟုတ်သေးကြောင်းနဲ့ ဒီကိုကြိုးစားဆိုတဲ့အကျဉ်းသားကခမားထင်နေတဲ့လိုမျိုးရိုးရှင်းတဲ့လူတယောက်မဟုတ်ကြောင်းသူကတကယ်ပါရမီရှင်တယောက်ဖြစ်လို့တတိကြီးကြီးထားတင်တယ်လို့ကြံကြံပေးခဲ့ပေမဲ့လည်းသွေးနေထင်ရောက်ပြီးတော့စိတ်ကြီးဝင်နေတဲ့ကျောင်းတော်ပိုင်ရှင်ကြီးကတော့ဘာမှကိုဂရုမစိုက်ခဲ့ပါဘူးဒီလိုနဲ့နောက်တနေ့မိုးလင်းမှာတော့ထောင်ပိုင်ဟောင်းကြီးဦးမြောင်ကထောင်လုံးကျုံရေးရရဲ့ရုံငန်းစီကိုရောက်လာခဲ့ပြီးတော့ဘာမဝိဇာကိုကြော်စွာကဒီလိုအန်ရများလုံးနေတဲ့နေရာကိုလာခြင်းလုံးလို့အခုလိုထောင်ချင်းချင်းဖောက်ခဲ့ကြောင်း တကယ်တော့သူကဒီကျွန်းထောင်ဒီတဲမှာလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကလေးကရောက်နေတဲ့လူပြောက်ကိုလိုက်ရှာနေခဲ့ကြအောင်အဲ့လူကသူ့ဘဝမှာတကြိမ်လောက်သာတွေးခဲ့ဘူးတဲ့သူ့ရဲ့ဖခင်ရင်းဖြစ်ကြောင်းသူလေ့လာထားတဲ့ကုကျော်စွာရဲ့ဘဝမှတ်တမ်းတွေကိုပြပြီးတော့ရှင်းပြလိုက်ပါတယ်။ဒါကြောင့်အဆောင်တွေကိုထောင်ပတ်ဝန်းကျင်ကိုလိုက်မရှာခိုင်းမဲ့နဲ့သူ့ဖခင်နေနေတဲ့နေရာကိုသာအမြန်လိုက်ရှာဖို့တိုက်တွန်းခဲ့ပေမဲ့ကုကျော်စွာဟာသူ့ရဲ့ဖခင်ဆိုသူကိုအရင်ရှာတွေ့ကအဆောင်တွေကနေခေါ်ထုတ်သွားခဲ့ပါပြီ။ ဒီနောက်မှာတော့ကိုကျော်သာကသူ့ရဲ့ဖခင်ကိုခေါ်ကအရင်ကတည်းကစီစဉ်ထားတဲ့အတိုင်းပဲဂုံးပိုးပြီးတော့၆ကမ်းမထိတ်ကနေလေုံစီးကကျွန်းတော်ကြီးစီကနေထွက်ပြေးသွားခဲ့ပါတယ်။ဒီချိန်မှာတော့ထောင်ပိုင်ဟောင်းကြီးဦးမြအောင်ဟာလည်းကိုကျော်သာရဲ့ဖခင်ဆိုသူနေနေတဲ့အခန်းထဲကိုရောက်လာချိန်မှာတော့သူတို့လိုက်ရှာနေတဲ့လူကမရှိတော့ပါဘူး။ဒါနဲ့ဘေးနားကဘိုးကြီးတယောက်နဲ့စကားပြောကြည့်ချိန်မှာတော့အဲ့ဒီဘိုးကြီးရဲ့ရင်ဘတ်မှာကိုကျော်သာရဲ့ရင်ဘတ်မှာရှိတဲ့ဖူးကြီးတောင်ဇောက်ထိုးပုံစည်းမိန်ကြောင်ထိုးထားတာတွေ့လိုက်ရပါတယ်။ နောက်ဆုံးဆုံးသက်စားပေါင်းချိန်မှာတော့ဖခင်ဖြစ်သူကိုတွေ့ကျင်လို့လို့အချင်းတော်တွေတထောင်ပြီးတထောင်ကိုလိုက်ပေါက်ပြီးတော့အပြင်းထန်ကြိုးစားခဲ့ရတဲ့ထောင်ပေါဝိဇာကိုကြောစွာဟာနောက်ဆုံးဘလို့မှထွက်ပြေးလို့မရတော့ဘူးဆိုတဲ့နိုင်မြကြီးထောင်ကြီးတဲ့ဝင်ကဖခင်ဖြစ်သူကိုကယ်ထုတ်နိုင်ခဲ့ပါတယ်။ဒါမဲ့ထောင်ပေါဝိဇာကိုကြောစွာမတိလိုက်တဲ့အချက်ကတော့ကန္တရာကြီးကသူ့ကိုကောင်းကောင်းလေစားလိုက်တာပဲဖြစ်ပြီးတော့သူခေါ်လာတဲ့သူကသူ့ဖေရင်မဟုတ်ခဲ့ပါဘူး။အဲဒီလူကသူ့ဖခင်ပုံစံဟန်ဆောင်ထားတဲ့လူလိမ်လူညာတစ်ယောက်ဖြစ်နေခဲ့တာပါ။ တင်ကန်းစားကတော့ကိုယ့်ဘာသာဘဝတစ်ချောင်းလုံးဘလောက်ပဲပင်မခံစူးစမ်းစူးစမ်းနောက်ဆုံးမှာတော့စူးစမ်းထားမယ့်အရာမတင်မဲနဲ့ဆွဲတွေလည်းဖြစ်လာတတ်တဲ့အကြောင်းပါပဲ။ဇုံဒီနားဆင်ပေးခဲ့ကြတဲ့ဒိုးချင်းစီတိုင်းကိုလည်းကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ။